ွင်းငယ်ရွာမှာဘသူတွေအခြေပြုနေထိုင်နေကြတာလဲဟုတ်ပါတယ်အစံပတ် PDF တွေနဲ့အားပေးထောက်ခံသူတွေနေထိုင်နေကြတာဖြစ်ပါတယ်အများပြည်သူတော်လာနေတဲ့ကားလမ်းတွေပေါ်မှာလက်နက်ပြချင်းချောက်ဆဆဲခြင်းတွေပြုလုပ်နေကြတာလဲဖြစ်ပါတယ်နံပါတ်၁ချက်အနေနဲ့လူသားဒရိုင်းအသုံးချလို့ရအောင်ပြည်သူတွေကို နေထိုင်ခိုင်းထားတာလားနံပါတ်၂ချက်ကတော့ရှင်းပါတယ် ဒီရွာမှာအကျန်းဖတ် PDF တွေကိုထောက်ခံသူတွေနဲ့မိသားစုဝင်တွေသာ နေထိုင်နေကြတာပဲဖြစ်ပါတယ်။တရင်ပေတိကျမှုကြောင့်အကျန်းဖတ်အများစုရှိရာကို ရန်သူပြစ်မှတ်တိကျစွာဘုံကျဲလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။မမန်ဝါရဖြည့်ချည်ရေးသတင်းတွေပြုလုပ်ဖို့ဘုံကျဲခံရရနေရာတွေမှာဗီဒီယိုလိုက်ရိုက်နေတဲ့ အကျံဖတ် PDF တွေပဲဖြစ်ပါတယ်။ရှေးကပြောခဲ့သလိုပဲဘုံကြရာနေရာကအကျံဖတ် PDF ဓာတ်ပုံတွေပဲဖြစ်ပါတယ်။အစိုးရတပ်စခန်းငယ်တွေနဲ့ရဲစခန်းတွေကိုတာလွန်အင်အားနဲ့တိုက်ခိုက်ပြီး social media ပေါ်မှာအလွန်အကျွံအောင်ပွဲခံခဲ့တဲ့သူတွေဟာ သူတို့တိုက်ခိုက်ခံရတဲ့အချိန်မှာတော့ထိခိုက်သေးဆုံးမှုများပြီဆိုရင်ပြည်သူပါပြည်သူပါဆိုပြီးရဲရဲချူတရင်အမားတွေဆိုရှယ်မီဒီယာပေါ်မှာမြင်တွေ့နေရလို့ဒီတွင်းငယ်ဖြစ်စင်မှာအကြမ်းဖက်သုံးညမ်းသူရှိရနေရကိုသာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒီဗီဒီယိုဖိုင်ထောက်ထားနေတင်ပြလိုက်ရပါတယ်